ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရဲ့အမတော်မတ်ဆုစုနိုင်ဆိုတဲ့အကောင့်ကတောင်းဆိုထားတဲ့ဆရာကြီးမဟာဆွေဤဒုမမေဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာဆရာကြီးမင်းနေခါရဲ့ စာပလင်းနှင်းမောင်နဲ့မြကျွန်းသာဘော်ကမြောက်သုံးကောင်နဲ့တူတယ်ပေါ့နော်အဲ့ဒီစာအုပ်ကိုလည်းဖတ်ပြဖို့ပြောထားတာရှိပါတယ်တိုးတဲ့ကြောင့်ဒီတိုးမေမေဝတ္ထုပြီးရင်တော့ကျွန်တော်ဆရာကြီးမင်းနေကစာအုပ်ဘက်ကိုပြန်လှည့်ပေးပါမယ်တခြားတောင်းဆိုထားတဲ့စာအုပ်တွေကိုလည်းကျွန်တော်အလင်းတင်တယ်လို့ဖတ်ပြပင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာတိုးတဲ့ကြောင့်ကျွန်တော်ကိုဖတ်ပြပေးဖို့တောင်းဆိုထားတဲ့စာအုပ်စင်းလဲကျွန်တော်ရှိမှလဲရောက်ရှိနေပြီပေါ့နော်ကျွန်တော်စာအုပ်တွေလည်းမှာနေပါတယ်အဲ တချို့အားကြတော့ကျွန်တော် online နေပြီးတော့ယူပြီးတော့ဟိုဖတ်ပြတာပေါ့နော်ဆိုတော့ကြောင်ဟိုအလင်းတင်လို့ပေါ့လေတူပြီးတူတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာခုတစ်ခါမှတော့ဆရာကြီးမဟာဆွေဤဒုမေမေဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းတင်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာပထမဦးစွာစာရေးဆရာများဤအမှားစာများကိုကျွန်တော် ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဝတ္ထုတသက်ဖတ်သူအဖို့တအိမ်တောင်အနေနဲ့နားလည်ကြ၏ရာဇဝင်နှင့်နိုင်ငံရေးနားလည်သူတို့ကပြင်သစ်နှင့်အင်္ဂလိပ်တို့မြန်မာပြည်အားသိမ့်ပိုက်ကအစီအနစ်ဆုပ်ယူနေကြသည့်သဘောပေါက်ကြ၏မဟာဆွေစာအုပ်အရေးတော်ပုံဘရောက်ပွင့်တဲ့ match 2017စာမျက်နှာ20မှစစ်မဖြစ်မီကာလကျွန်တော်တို့လူငယ်တွေကိုအမျိုးသားရေးစိတ်ဓာတ်တွေသွွွင့်ပေးခဲ့ရမှာ အရေးကြီးတဲ့အခန်းတစ်ခန်းကပါခဲ့ပါတယ်။ညတန်းတင်ကျွန်တော်ဆက်၍ရေရင်သောဝိထုများ1994စာမျက်နှာ193မှာမဟာဆွေဤနိုင်ငံလွတ်လပ်ရေးဥတီချက်ဝိထုမြမလွတ်လပ်ရေးတိုက်ပွဲတွင်ထင်ရှားသောဝိထုတပုတ်မလိခမြမစာပေအဗိဒံ3 1989စာမျက်နှာ160 168မှာတို့မေမေသည်နေချက်အစိုးရကိုကလောင်စွမ်းပြအရေးအဖွဲတို့ဖြင့် တိသာစွာဆန့်ကျင်ထားသောဝိတုဖြစ်သည် ခင်ဆွေဦးတပုံကြီးဝိတုဩဇာဘရောက်ပွင့်တဲ့မတ်2017စာမျက်နှာ41မှာတင်ကြေတာပုံစံဖြင့်ရေးဖွဲ့ခဲ့သောဝိတုညီခွန်း20ရာစုအထူးကြသောမြန်မာစာအုပ်များ2002စာမျက်နှာ42မှာမဟာဆွေ၏အကောင်းဆုံးစာပေလက်ရာဖြစ်သတ်မှတ်ခြင်းခံခဲ့ရသောကန္နဝင်ဝိတုကြီးဆရာချင်းဘကော တို့မေမေတို့မဟုတ်လွတ်လပ်ရေးပြည်လမ်းပေါ်ကဒေါ်လန်ရေးတေးတန်းကြပြတပုတ်ဗရောက်ပွင့်တဲ့မတ်2017စာမျက်နှာ55မှာတို့မေမေအပိုင်းတဲ့အမြင့်မြေကတို့မေမေကျမတို့ဖေဖေတို့မေမေဝိတ္ထရေးစဉ်ကလာတုန်းကကျမအသက်ဟာတစ်နှစ်ဆယ်လာပဲရှိအောင်မယ်လို့ကျမမေမေက ပြောပါတယ်တို့မေမေဝိတ္ထဟာစစ်မဖြစ်ခင်ကာလစစ်အတွင်းစစ်ပြည်စအထိ နာမည်ကြီးလွင်းတို့စာဖတ်ပရိသတ်တွေကတတတပြောကြမြန်မာပြည်တနန်တလျာမှာအယောင်ရအတွင်ကျေဆုံးစာအုပ်အဖြစ်ထိတ်ဆုံးကပါလာကြောင်းလက်ဆင့်ကမ်းပြောပြကြတော့ကျမအသက်16နှစ်ဆယ်တန်းကျောင်းသူဘဝမှဖတ်ပြခဲ့တာဖြစ်ပါတယ်။ပြီးတော့ဒုမေမေဝိတုအဓိကရည်ရွယ်ချက်ဇက်ဆောင်များနှင့်ဇက်လန်းစင်တို့ပြောပြရမယ်ဆိုရင်ဆရာမြတ်တန်းတင်ဆရာမောင်စွမ်းကြီးကိုကျော်မင်းကွယ်လွန်တို့ကိုမိအောင်ပြောပြတတ်မယ်မဟုတ်ပါဘူး။ ဇာရုံနဲ့ကျမအသက်ရွယ်တွေမတိမ်မရင်ပေမဲ့ကျမကို၌ကိုကဖေဖေရဲ့ဝိထုတွေကိုအဖတ်နောက်ကြတာကိုဝန်ခံပြရစီဖေဖေတို့မေမေဝိထုရေးခဲ့တဲ့အချိန်ဟာ1934ခုနှစ်မှာပါပဲဖေဖေလည်း34နှစ်ပဲရှိပါသေးတယ်အိမ်အောင်ကြတာနောက်ကြတော့ကျမတို့ညီအမနှစ်ယောက်ကရှေ့စဉ်နောက်ဆင့်ရာပြည့်စအချိန်ပါပဲလူပြိုကြီးဘဝမိမရလို့သမီးလေးနှစ်ယောက်ကိုတပွေးပိုက်ပိုက်နဲ့အင်မတန်ချစ်မြန်နိုးပြီး သေဝလည်းမစင်သိမ့်တာကအစမယွံမရှာလှုပ်ပေးခဲ့တဲ့အဲ့ဒီဒုံမေမေရေးတဲ့အချိန်မှာပဲပေါ့ဖေဖေတပိဟောင်းတဲ့ကကိုလဖေဆိုတဲ့အကြောင်းသားဟာအစိုးရအထက်တန်းမှာမျက်နှာပြူကြောင်းအုပ်နဲ့လက်ပါစေတွေအဆုံးမကျန်တာကိုဂလန်ကဆန်လှုပ်လို့မျက်နှာပြူကကိုလဖေကိုကြောင်းထုတ်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဖေဖေဟာဒုံမေမေလုံချင်းဝိတုရေးတာစကိုင်းမျိုးအထက်တန်းတကောင်းရမှာတဝက်နီးပါးရောက်နေပြီတဲ့စကိုင်းနေအမှုလိုက်စုံတော်တဲ့ဦးကမျက်နှလုံးအားရနဲ့ လှဖေထောင်လွှားတာမောင်ဘရှင်ဖေဖေမြောက်ပေးလို့ပြောတာကိုမခံကျင်တာကတကြောင်ကိုလှဖေဟာအသက်18နှစ်အရွယ်ဇာတော်တဲ့ကြောင်းသားပညာရေးခပ်ပြအညွန့်ချိုးခံရတာကတကြောင်တို့ကြောင့်ကိုလှဖေကိုခေါ်မန္တလေးမြို့ဆရာရာဇတ်စီပူပေးပါတယ်ဆရာရာဇတ်ရဲ့အမျိုးသားကြောင့်မှရောင်းလဲအပ်မန္တလေးတထေဥပလနေအိမ်မှာ နေဖို့အပ်ပြီးဖေဖေရန်ကုန်ကိုတခါတည်းတန်းဆင်းသွားတာပါပဲ။ ။ဒါကြောင့်တို့မေမေဝိတုထူကြချက်ကတဝက်ကိုစကိုင်းမျိုးအထက်တန်းတကောင်းရဲ့နေအိမ်မှာရေးပြီးကျန်တဝက်ကိုရန်ကုန်မြို့38လမ်းအထက်လမ်းနေအိမ်မှာရေးခဲ့တာဖြစ်ပါတယ်။ဖေဖေကရန်ကုန်ဆင်းတဲ့အခါမှာကျမအောင်ညီမလေးခင်ဆွေအေးကတလာပဲရှိသေးတယ်။ကလေးကအသေးအတန်ဖြစ်နေလို့မိဘဘိုးဘွားဆွေမျိုးတွေကရန်ကုန်ကိုမဆင်းဖို့တားမြစ်ကြပါတယ်။ရန်ကုန်ဆင်းရတဲ့အကြောင်းအချက်တခုကလည်းတကယ်လို့ကိုလဖေကိုစုံတော့ကမျက်ခြေမပြတ်လိုက်တာအနေမချောင်းရင် ဖေဖေရှိရန်ကိုလဖေးရန်ကုန်ဆင်းလိုက်ဖို့ပါပဲဖေဖေရဲ့ဖေဖေကျမတို့အဖိုးကဖေဖေလက်ကိုဆွဲပြီးအတင်းတားမြစ်တော့ဖေဖေကဒီမဲ့ဖေဖေကျွန်တော်အရေးကြီးလို့သွားတာပဲကျွန်တော်တမီအသေးတန်ဖြစ်နေတာကျွန်တော်မလုပ်နိုင်မှာမဟုတ်လို့လေကျွန်တော်ဟာတမားလည်းမဟုတ်ဘူးစန္ဒလလည်းမဟုတ်ဘူးစကားကုန်အပြတ်ပြောတာကိုဆွေမျိုးတွေကတော့ရင်ပတ်စီတီးပေါ့ ဖေဖေကတော့တမိမမာရာဆေးဆရာအဖြစ်လဲမကယ်တင်နိုင်ဘူးဒေသွားရင်လဲသူဘရာဇာအလုသူဘရာဇာပဲလုတ်ဖို့လို့နာနာကြီးကြီးပြောလိုက်တာပါအဲ့ဒီအချိန်မှာဖေဖေရဲ့မျိုးလုံးအိမ်တွေမှာမျက်ရည်တွေရေဝိုင်းနေလိမ့်မယ်လို့ကျမကြေးကြေးကွဲကွဲတွေးနေမိတတ်ပါတယ်။နောင်20ရာစုနှောင်းပိုင်းမှာရုပ်ရှင်သရတာကြီးဒေဗေလင်းရုပ်ရှင်ရိုက်ကူးစဲကာလသူ့တငယ်ချင်းဒေငယ်ဇောနဲ့မျောနေတာကိုသွားသတင်းမေးတော့ဝမ်းနေပါတယ်။ ကျွန်တော်ဒီတစ်ခန်းပြည့်အောင်တော့ရိုက်ရအောင်မယ်ပြောသလိုမျိုးပါပဲဒါဝင်ဟာဒါဝင်ပဲဆိုတဲ့သဘောပါပဲဒီခံစားချက်တွေကလည်းဖေဖေရဲ့ဒုမေမေကိုတဟုံတို့ထွန်းတောက်စေတာပါလို့ကျမတင်စားမိပါတယ်ဒုမေမေဝိတုကြံတဝက်ကိုရန်ကုန်မှာဖေဖေဆက်ရေးပါတယ်မေမေကိုစာရေးပြီးလူကြုံနဲ့သခိုင်းမှာကြံခဲ့တဲ့တဝက်ကိုအပုတ်ခိုင်းပြီးဒုရယနေစဉ်သတင်းစာမှာနေဆက်ဖော်ပြခဲ့တဲ့ဝိတုဖြစ်ပါတယ် ။စာဖတ်ပရိသတ်တွေကလည်းလှုပ်လှုပ်ခတ်ခတ်အားပေးကြပြီးအရိဒဇပွဲရောဖေဖေစီရောအားပေးထောက်ခံစာတွေတပွဲပွဲရောက်လာပါတယ်။ဝိထုကနေချက်စံကျင်ရေးရည်ရွယ်ချက်တွေနဲ့ဇက်ကောင်တွေကိုစားပြုဖွဲ့ခဲ့တာမို့ဥအင်းအင်္ဂလိပ်ဥဒိပြင်းဒိဒေါ်မာမာမြန်မာမျိုးညွန့်မျိုးဆက်တဲ့လူငယ်များကိုနထုံထိုင်းပြီးမနှိုးကြသေးတဲ့လူတို့စသည်ဖြင့်စိတ်ဝင်စားအောင်ရေးခဲ့တော့ ဝိထုအပြည့်တတ်တဲ့နေမှာပဲထူဆန်းတဲ့ဇာတို့လေးတစ်စောင်းသတင်းစာတွေဖော်ပြခဲ့ပါတယ်။ကိုညွန့်ညွန့်ကြီးဖိနှိပ်ချုပ်ချယ်မှုတွေ အတွက်မပူပါနဲ့။ခမားမှာအိမ်နီးချင်းကိုရိုးနဲ့ကိုပန်တို့ရှိကြတာပဲ။ဒီဇာတို့လေးဟာအင်မတန်တာသွားတဲ့စာလေးပါ။ဘယ်လောက်ထိတာသွားလဲဆိုရင်မိခဲတောင်းမဲ့ဆဲဆဲဓာတ်စီလောင်းလိုက်တယ်လို့ပါပဲ။အနောက်နယ်ချက်သမားတွေဖိနှိပ်ရင်ခမားတို့မစိုးရိမ်ပါနဲ့။အရှိအဥစုကကိုညင်ရမဲ့ကိုရိုးယူရီယာထိုင်း ကိုပန်ဂျပန်တို့ရှိနေတာပဲမြောက်ပင်ပေးတာပါအဲ့ဒီအချိန်မှာမြို့ချစ်လူငယ်တွေဂျပန်ပြည်သွားဖို့ရဲဘော်၃ချိတ်ဝင်တွေရဲ့အစီအစဉ်ကမပေါ်သေးဘူးသူအကြံကလည်းလောလောဆယ်မြန်မာပြည်အချိန်မှာယထာဘူဒကြာလာတယ်လို့ဖြစ်နေပုံပဲဒါကြောင့်သတင်းစာတွေထည့်ပြီးလုံချင်းဝတ္ထုထုတ်ဖို့စာအုပ်ကိုအစီအစဉ်ပြီးညတညသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က စာအုပ်ကိုတင်သွားတော့တာပါပဲအဲ့ဒီဒါအဖွဲ့နဲ့ထုတ်ဝေမဲ့သူမျက်လုံးပြုတ်ခိမ့်မယ်နောက်မှအလျှောက်ကောင်းလို့အထောင်းသက်သာပြီး 1934ခုနှစ်အတွင်းမှာပဲလုံချင်းဝတ္ထုစာအုပ်အဖြစ်ဒုမေမေကိုထုတ်ဝေဖြစ်ပါတယ်။ဒုမေမေကို1982ဦးမှာဒုတိယအကြိမ်ဒေါ်ကြည်ကြီးစာပေက ထုတ်ဝေပြီးရှုမဝမဂ္ဂဇင်းတိုက်ကဖြန့်ချီခဲ့ပါတယ်။စာအုပ်ဆောင်ရည်3000တပတ်မပြည့်ခင်မှာပြတ်ထွက်သွားပါတယ်။နောက်1992ခုနှစ်ထင်ပါတယ်။လောသားနေစဉ်တရင်းစာအင်္ဂလိပ်ဘာသာရောမြန်မာဘာသာရောထည့်သွင်းဖော်ပြခဲ့ပြီးရည်ဆုံးတဲ့အသည့်မဖော်ပြနိုင်ခဲ့ပါဘူး။ ယခုထုတ်ဝေမှာတော့တတိယအကြိမ်မြောက်လုံချင်းဝိထုလို့ပြောနိုင်ပါတယ်။ဇာကြောင့်ကတော့ကြုံမပြောတော့ပါဘူး။ညီမတို့ညီမစာဖတ်တဲ့စာဖတ်သူများတမိုင်းတခင်မှာလှုပ်ခတ်ခစ်စားလာတဲ့ဝိထုရဲ့ရတာပြင်တခြားပြောစရာချွေရင်းချက်များရှိခဲ့ရင်လည်းအကဲပြတ်ဝေဖန်နိုင်ခွင့်ရှိကြောင်းပြောရင်ဒီအမှားစာကိုရေးသားဖော်ပြလိုက်ရပါတယ်။ခင်ဆွေဦးဥပဆွေရဲ့အိမ်ဒီအိမ်မဲလားခင်ဗျာ။ ဟုအင်ချံဝင်းပေတွင်ယထာသောကာရဇင်ပေါ်မှဆင်္ဃာသလူတယောက်ကမေးလံတော့ကကျွန်တော်မှဘောင်းတင်ကိုလက်ကကန်ရင်အင်ဘော်ရက်ကကြည့်ရှုလျက်ဟုတ်ပါတယ်ဟုတ်ပါတယ်အင်ဘော်ကြွပါ ဟုပင်ဖိတ်လိုက်ရလေထိုပုဂ္ဂိုလ်နှင့်ကျွန်တော်မှလူချင်းမတွေ့ဘူးချေတို့ရတွင်သတင်းစာချာနယ်မဂ္ဂဇင်းများတွင်ဓာတ်ပုံဘလောက်နှင့်မကြာခဏတွေ့မြင်ရဘူးသောကြောင့်ဩဥပခင်ပါလားကျွန်တော်ကဘယ်သူပါလိမ့်လို့တွေးမိတယ် ဟုဘဘရရပြေပြေငါငါပြောဆိုနှုတ်ဆက်ကသပွဲပေးရှိကလထိုင် တလုံးကိုရွှေ့၍ပေးလိုက်ရပါကြောင်းတဝဲကျူထရန်အစိမ့်ွက်စီး၍အဘကအင်ကြီးဘီအေကောင်းပေါင်းရွှေခိုင်းမြတ်မှန်ရွှေခွေ့စေတံစာသောဒဇာပလာတို့ကြောင့်ပုဂ္ဂိုလ်တို့ဤအစင်တမဝစ်လုံ ICS နေဘက်အရာရှိတို့ဤဂုံတဲ့ရော့ပေါ်မီမဟုတ်ဟုခံမနိုင်ကြမည်ဖြစ်၏ကျွန်တော်လည်းစကားဆက်လက်၍ ဘယ်နဲ့ခမရစာမပေးတန်ကျိုးမရိုက်နဲ့ဆိုက်ဆိုင်မြမြကြီးပြုံးကနေဝင်လာတာကိုဒီလိုဗျာကျွန်တော်တို့တထေးကအထက်ညာမှာရုပ်ရှင်ရိုက်ဖို့နေရာတစ်ခုခမရကိုယ်တိုင်တွေ့ကြည့်ပါပြီးတော့စကိုင်းကိုဘဆွေစီလည်းကျုပ်တို့နဲ့ပြောထားတဲ့ဇန်ညွင့်ပြီးရင်ဝင်ရောက်ကြည့်ရှုတင့်ရောကယူခဲ့ပါလို့မေးပြီးအပြည့်လာခဲ့ရတာပါပဲဘယ်နဲ့ပြီးစီးပြီလားဩဩဩအင်းဟုတ်ကဲ့ဝိတုတော်စီစဉ်ပြီးပါပြီစီနရီယိုဇန်ညွင့်ရေးဖို့တော့ပဲကြံပါတော့တယ် ။ဒါဖြင့်ဝိတုသွားကိုကြည်နိုင်ခွင့်ရှိကကြည်ပြရသည်။ဟုတ်ကဲ့ကြည်နိုင်ပါလေ။ gain ကော်ဖီ3000ပါအောင်ဗျာ။မနေ့စားလဲဒီမှာ3000ရမှာပါပဲ။ဟိုးနေရာရှာလို့ခင်ဗျာနေပါစေ။နေရာမရှာပါဘူး။ဟိုးစပွဲပေါ်မှာအသင့်စားနိုင်ပါလေ။ဟုတ်ရေမပြတ်စောကြပြင်းနာကျွန်ုပ်ပြလိုက်သောဝိတုကြောင့်တဘောကိုဒေချာစိငုစွာဖတ်ရှုနေလေ။ရုပ်ရှင်ကုမ္ပဏီကဒါရိုက်တာကြီးတူဦးဖြစ်တဲ့အတိုင်းဝိတုသွားပေါ်တွင်ကြီးကြီးဝယ်နေရာဇက်လိုက်နေရာ အိုက်တဲ့အမိုးရဘယ်လိုထားလင်းသိမည်ဟုခံခွက်နေဟန်ရှိသောအမိုးရဖြင့်ပြုံးလိုက်ခက်တီတီဖြစ်သွားလိုက်နှင့်ဖြစ်၍နေလေတော့၏ကျွန်တော်လည်းဥပခင်အကဲကိုကြည့်ကားဘေးကအသာထိုင်၍နေမိလေဥပခင်မှာကော်ဖီတစ်ပကံကိုတဝက်မြကျွင်းချံအေးစီလျက်စိတ်ဆွဲဖက်ရှင်နေရာတနာကြီးခွဲကန့်ကြတော့ကားကြီးစီသွားလေတော့၏ဤဒီကိုထောက်၍ဒါရိုက်တာလို့သူများသည် စိတ်မြင်များရှိသည်မြင်များလောက်စိတ်ဆက်သေးကြသည်ကိုသိရှိနိုင်တော့၏စာအုပ်ကိုစပွဲပေါ်သို့ချလျက် ကောင်းတော့ဖြင့်သိတ်ကောင်းတာပဲခင်ဗျာဟုတ်ကဲ့ဟိုမကြိုက်ဘူးဆိုပါတော့ဒီလိုလဲမဆိုလိုပါဘူးဒါပေမဲ့လက်ပြပုံအခန်းပန်းနေတာကလေးဖြုတ်ပြီးရေးဖို့အကြံပေးချင်ပါတယ်ကျွန်တော်ရေးသမျှထဲမှာအဲ့ဒါအရေးကြီးဆုံးမို့ဖြုတ်ဖို့ခဲရင်ပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့ရိုက်ကူးပြီးစင်စာကဖြတ်ချမှာပေါ့ဘာဖြတ်เสียရှိတယ်လဲတိုင်းရေးပြီးမှာနီးပေးလမ်းပြပုံကန်ကြဖို့ရေးတာမှမဟုတ်ဖဲဟာဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ဇက်လိုက်ကဥရေလွဲ့လုံနေတော့နည်းနည်းစဉ်းစားစရာဖြစ်နေတာပေါ့။ဟို ခေကာလာတင်ညာတဲ့တယောက်ဟာကိုမခံကျင်တာတွေတွေ့ရင်သူလှုပ်ချင်တာလှုပ်မှာပေါ့ဗျာအဲ့ဒါကလေးဖြုတ်ချရင်သိပ်ပြီးကောင်းပါပဲဗျာဒီလိုပြောကြစို့ဒါကိုကျွန်တော်တိုင်းပြည်နဲ့တိုင်းမင်းကြည့်မယ်တိုင်းပြည်ကကြိုက်ပါတယ်ရုပ်ရှင်ရိုက်ပါတော့လို့အကြံပေးကြရင်ခင်ဗျားတို့ရိုက်ရဲပါမလားစိန်လိုက်ခင်ဗျားဘယ်လိုတိုင်းမင်းမယ်ဆိုတာသာတစ်စိတ်သိပြရစေအလွယ်ပါပဲကျွန်တော်သူရိယာကြီးပို့လိုက်ရမှာပေါ့ဝိတုကိုအစားဆုံးဖတ်ရှုပြီးကြတဲ့အခါတိုင်းပြည်ရဲ့ထင်မြင်ချက်ကိုသိရမှာပဲလေကောင်းပါခင်ဗျား ကျွန်တော်လည်းနေရထားနဲ့မန္တလေးဘက်ကူဟိုးမျက်လာကြည်လားဟေးထင်မြင်ပြန်ကြဟေးဟုတ်ကဲ့ဟူးအင်အခိုင်စင်များနဲ့ဇနီးတွေပါဂူညီပြင်စင်ကြီးနောက်ကျွန်တော်တို့နှစ်ယောက်နန်းနဲ့စားစားတော့ကြရလေဥပခင်လည်းနန်းနဲ့စားစားတော့ပြီးတော့ခါဘုရားတိတ္တထွက်မြေပြရာကျွန်တော်လည်းမိတ်ဆွေဝတရားတိုင်းလိုက်၍ပို့လိုက်ရပါကြောင်း အိန္ဒုပြန်ရောက်သောအခါအဆိုပါဝိတုကိုထမှန်ဖတ်ရှုပြင်ဆင်တန်သမျှပြင်ဆင်ကမြမပြည်အဝင်းရှိဒညာရှင်တို့အကြံဉာဏ်ကိုရရှိရန်ဖော်ပြလိုသည့်အတိုင်းအရိဒာဂျိုကြီးထံခွင့်ပန်၍ဖော်ပြလိုက်ရပါကြောင်းဇက်လိုက်များ မောင်မျိုးညွန့်ဒေါ်မာမာအေးဤတာထွေအရင်ခင်စောဦးမောင်မျိုးညွန့်ဤရီစာဒေါ်မာမာပစ္စည်းဥစ္စာကြွယ်ဝသောမိခင်ကြီးဦးအင်းဒေါ်မာမာဤနောက်ယောက်ျားကိုညာကိုလူဝဦးအင်းဤတာရင်များ ကိုယိုးကိုထိုင်းဒေါ်မမာဤတာရင်များ ကိုနာကိုညံကြီးစောနန်းခင်စောဦးဤဝမ်ခွဲအမာအကျိုးရံပန်ရံကာအသုံးချမိသူများကိုဤလူများအထက်မှ ရုပ်ပြောင်း၍အသုံးချကဖြစ်နိုင်ပေသည်အခန်း၁ဘကုအင်းစိန်ပြေရံကုန်လမ်းလေးကွာတို့ဆုံတွေ့ရာဖြစ်သောဂုတ်ကန်းရွာရွာဟု၍တင်စားသည်ကိုသတိပြုရ၏ ၎င်းကောက်ကန်ရာအလဲ၌တီထောင်ဆော့လောထားသောအဆောက်အုံကြီးများဒီကမမမြင့်မြင့်ငွားငွားဆင်းလျက်တင့်တယ်စုံဖြိုးကဂုံချက်ဒီတို့လျက်ရှိလေ၏ထိုအဆောက်အုံကြီးများတွင်မိတင်းလာရောက်ပညာရေးကိုတောက်ကြသောနောက်ပေါက်လူငယ်ပညာသည်တို့မှအသွဲသွဲအဝဝထိုဌာနမှဆန္ဒရှိရာလူပညာကိုမှန်စွာစီးပူး၍အထူးကြိုးစားလျက်ရှိကြလေသည်တည်း မာဒနှင့်ပိုရသဘောသည်ဇွဲညိတတ်လှုပ်ရှားတတ်သောသဘောရှိသည်ဟုဆိုရစေကားမူနိကမဖြစ်နိုင်၏အကြောင်းမူကားသိပ္ပံအကြောင်းသားမောင်မျိုးညွန့်သည်ငါသားပညာကြိုးစားသင်မြင့်တွယ်အရေးကြီးတယ်ဟူသောစကားအရပညာကိုသာကြိုးစားသင်ကရာချစ်မှုကြိုက်မှုဘာတစ်ခုကိုမျှသတိထားခဲ့ခြင်းမရှိချေတို့ရာတွင်ဆွဲလာသောကြောင်းသူတို့၏ရုပ်ရည်နှင့်၎င်း၏မျက်စိပေါင်းဖက်မိကလေးကတွေ့ခြင်းမြင်ခြင်းချစ်ခြင်းကြိုက်ခြင်း စာသောဒါယရဏာများပောက်ဖွားလာခဲ့သောကြောင့်လီလူတို့၏စိတ်ဆန္ဒသည် အလွန်ပြင်းထန်ခဲ့၏တကားမြို့ညွန့်သည်ထိုတငယ်မကိုဒကြိမ်၌အကြောင်းအလျော်စွာမျက်စီချင်းဆုံမိ၎င်း၏စိတ်ကိုတိတိတသာကြီးတုန်လှုပ်သွားစေ၏ထိုမိန်ကလေး၏တုံ့ပြန်ကြည့်ရှုမှုသည်လည်းမိမိအားလေးစားတကယ်သို့ထင်မှတ်ခဲ့၏ထိုက၌ထိုမိန်ကလေးသည်ဤတက္ကသိုလ်သိပ္ပံကျောင်းကြီး၌ဘယ်အတန်းဘယ်ပညာသင်ပင်နီးဘယ်မြို့ဘယ်ရွာဇာတိပင်နီး အင်းအားဆောင်တွင်နေသလားမြို့ထဲတွင်နေပေသလားစသည်ဖြင့်ပထမစုံစမ်းလွန်သောဆန္ဒပြင်းပြစွာပေါ်ထွက်လာခဲ့လေ၏တို့ပေါ်ထွက်ခဲ့သည့်အတိုင်းစုံစမ်းသောအခါထိုမိန်းကလေးမှာရန်ပြည်နယ်ဂျိုင်းတုံနယ်အမတ်ကြီးတဦးဤသမီးခင်စောဦးဟု၍၎င်းအင်းအားဆောင်တွင်မနေရရန်ကုန်29လမ်း၌တိုက်တလုံးငှား၍အတော်တော်သည့်မိန်းမကြီးတယောက်အမဝံခွဲမဆောနန်းဆိုသူတယောက်နှင့်အတူအခိုင်အစေနှစ်ယောက်နှင့်တကွနေထိုင်လျက်စာသင်နေသူဖြစ်ကြောင်းကိုသိရှိရလေ။ဤကနာမည် နေရတည်ယုံမျှတာသည်ညွညွန့်လိုရင်းတို့မဆိုင်ရောက်သေးချေလိုရင်းမှာခင်စောဦးဤမြစ်တာတိုက်ကိုမြစ်တီတော်နှင့်ဖွင့်ရမည်ဟုသောအချက်ဖြစ်၏ခင်စောဦးဤဖခင်ကြီးသည်ရန်ကုန်ကျဘိုးတိုက်သမားတို့အကြောင်းကိုသိသည်ဖြင့်မြစ်တီဒဇိန်ယောက်ျားကလေးတဦးမျှတိုင်နာတို့မတည်ရအောင်အထက်ထမှားကြထားသည့်ပြင်လူကြီးလူကောင်းအရာရှိအချို့ကိုလည်းစောင်းရှောက်ကြည့်ရှုရန်အနံထားပြီးဖြစ်လေ။ကာမောင်သမားကိုလည်းရံပြေနယ်က အသက်40ကျော်အိမ်တော်တဲ့တယောက်ကိုရန်ကုန်တွင်ထားခဲ့လေ။တမီးအားလည်းကျောင်းနေစဉ်တွင်ပညာကလွဲ၍ဗာတခုမြအပူမပါခဲ့ရန်တင်းကျပ်စွာမှာထားခဲ့လေ။မောင်မျိုးညီမအသက်20ရွယ်သည်ခင်စောဦးအားစတင်နိုင်ဖို့ဝေးစွာ အသက်ကိုသိရှိရန်ပင်မှတ်ပုံတင်အရာရှိနှင့်မနေ့ကရက်ညံစဉ်ကြည့်ရှုမှ18နှစ်ဖြစ်သည်ကိုသိရလေ။လူတို့တဘောကခရင်ဒီကိုအရာကြံလို၏။မောင်မျိုးညီမကောလိပ်ညာနှင့်ကြံပုံထုတ်သည်ကို ဆောင်စားကြည့်ရှုဖို့လိုတော့၏ခင်စောဦးမှာဥပစာအထက်တန်းတွင်ပညာသင်ကြားနေသူဖြစ်လေ၏ကျောင်းသူမိမ့်မပေါ်ကလေးများသည်ခင်စောဦးအားများစွာခင်မင်ကြသည့်အတိုင်းကျောင်းအားသောနေများတွင်ခင်စောဦး၏တိုက်သို့အလဲသွားကြလေရှိလေသည်မစောများသည်ကခင်စောဦးထက်အတန်ရောအသက်ပါကြီးမြင့်သူဖြစ်၍ခင်လည်းအခင်ဆုံးဖြစ်လေ၏အချောအလောက်ဦးလေး၍ခင်ကကြီးကုမ္ပဏီခံပြီးယူထားလို့အစောတို့ဖြင့်အယုတ်ဆုံးမကြီးဖြစ်နေတာပဲ ဟုပြောဆိုလဲရှိသောမဆောမြမအသားကခန့်ညွညကိုခက်ဖိုင်းဖိုင်းကနိုင်ကြက်သေးဆောင်ဝက်မာကြီးနှင့်တူသည်ဟုအလောင်းအပြောင်းခံရသူဖြစ်လေဒီနေ့တနိုင်ကမဆောမြသည်ရူစီကောအင်္ဂလိပ်ကားပြားယူမတယောက်နှင့်ပေါ်ပေါက်လာ၍ခင်စောဦးနှင့်မိတ်ဆက်ပေးလေမိမချင်းဖြစ်သည့်အလျော်စွာဒနာရီကန်စကားပြောမိလျင်ခင်မင်းယင်းနေချင်းဖြစ်သူရောက်ကြလေခင်စောဦးက အင်္ဂလိပ်ဘာသာဖြင့်ရူစီကိုကျမအရင်ကမြင်မှုပါတယ် ညင်မှုမှာပေါ့ကျမလည်းကွန်ပျူတာပညာသင်ကြားခဲ့ရတာပဲဒီလိုမဟုတ်ဘူးရှင်နဲ့တူတဲ့ယောက်ျားကလေးတစ်ယောက်ကိုအော်ဒါချင်းကျမမောင်ကိုညင်မှုတာထင်တယ်ရှင်တို့ကျောင်းမှာ BSC အတန်းတင်တဲ့ကျောင်းသားတစ်ယောက်ရှိတယ်ဟုတ်ကောင်းဟုတ်လိမ့်မယ်နာမည်ပဲသူတဲ့ကွန်မျိုးညွန်းတဲ့ဒါပြင်ရှင်တို့ဗမာအစ်စ်ပေါ့ဟုတ်တယ်ဒီလရှင်ကျောင်းမလို့ကာဝေဝှထားရတာပဲကင်းစောဦးဒီတခြားကိစ္စကိုမစင်စားနိုင်ချေမောင်မျိုးညွန့်ဟူသောနာမည်တဲ့သို့စိတ်ဝင်စားသောသဖြင့် မောင်မျိုးညင်သည်မိမိအားချိန်ရွယ်၍နှမကိုအောင်းသွဲခန့်ရန်မိတ်ဖွဲ့လေသလားဟုစဉ်းစားမိလေ၏ဤသို့သောရိုစီအားပေါင်းတင်လို့တင့်မတင့်ပါမလားမိမိဖခင်ကြီးမှားစကားနှင့်တခြားစီဖြစ်ကအခက်ကြုံလိမ့်မည်ဟုတွေးတော်ပြန်လေ၏ဦးကိုတော်ဘာမှဖြစ်နိုင်လားမိတ်ဆွေပြေပေါင်းတင်တယ်ဆိုတာမလွန်နိုင်ပါဘူးတကယ်လို့ကိုမျိုးညင်ဆိုတဲ့လူကသဘောရိုးအတီးကျန်တယ်ဆိုရင်ညှိရမယ်လူစားမှာမဟုတ်ပဲ့ ဟုတ်ခဏမြတွေ့ဝေလိုက်လေရိုစီနဲ့မတ်စောမြကခဏမြအကဲခတ်တယ်လို့ခင်စောဦးအားကြည့်ရှုလျက်မတ်စောမြကစကားဖြတ်၍အာကြီးသဘောကောင်းပါလေအစိုးနဲ့ဆိုရင်ခင်ကိုမောင်းတယ်လို့မောင်းနေတာပဲဟုတ်ပြောဆိုလိုက်လေ၎င်းတို့သည်မိမာချင်းဘာဝပညာသင်ကြရေးရုပ်ရှင်အကြောင်းသင်ငယ်ချင်းတွေအကြောင်းများကို ပြောဆိုကြပြီးနောက်လူချင်းခွဲကြလေရိုစီမှာအပြောကောင်းအပေါင်းကောင်း စကားလိပ်ပတ်လေသဖြင့်တနင်္ဂနွေလေးပါအတွင်ခင်စောဦးနှင့်ယင်းဤသွားလေထိုကားမဆောမြခင်စောဦးရိုစီ၃ဦးသာ မော်တော်ကားနှင့်လေပတ်လေရှိလေ၏တခါတရံရိုစီနှင့်ခင်စောဦးနှစ်ယောက်ထဲလေပတ်လေရှိလေ၏တညတလေမိုးချော်သောအခါရိုစီမှာခင်စောဦး၏တိုက်တွင်အိတ်လေရှိ၏ခင်စောဦးကဤသို့ပေါင်းတင်ဖန်များသောအခါမိမိကိုမိမိအပြစ်တင်မိလေ၏မိမိရှေးဦးစွာစဉ်းစားမိခြင်းကရိုစီသည် သူ့မောင်နှင့်ဆွေလိတ်မြေဟုထင်မှားခဲ့ခြင်းဖြစ်၏ ရုစီမာလေတံမြမတက်ခဲ့ဘူးချေမိမချင်းဘာသာဘာဝပြောဆိုကြခြင်းထက် အခြားအထွေထူးမတွေ့မကြုံရချေဒွေကာ၌ရုစီကိုပင်သနာစိတ်ဖြစ်ပေါ်လာလေ၏အကယ်၍ရုစီမာမိမိအားယုံကြည်တဲ့ကဲ့သို့အခြားသူများအားယုံကြည်ကာသူတထုတိုင်အိမ်တွင်ညာအိမ်ညာနေဆိုသလိုနေမိပါကမသူတော်တို့ဘိမကင်းဝေးရှာမီမဟုတ်သောကြောင့်လီထို့ပြင်ရုစီမာကာဝင်ဝေး၍လျှက်ပေါ်သောပြန်လွှမ်းမာကလေးဖြစ်လိမ့်မည်ဟုထင်မှတ်ခဲ့ရာဤသို့မဟုတ် အဆက်အကြောင်းအလွန်ကြီးလျက်နေမှုထိုင်မှုအထူးတရီထားသူတို့ဖြစ်သည်ကိုတွေ့ရလေ၏။တခါတရံမိမချင်းနှစ်ဦးတည်းလွတ်လပ်လုံခြုံစွာ နေရခိုက်တဘောကိုဆန်းလို၍ကလိတော်လဲတခိခိရေပြုံးယုံများဖြင့်လက်ကလေးကိုကာကာဒနာဇဝဲရှောင်းတိန်ရှာ၏။တဘက်ကဤသို့ကလိတော်လဲဗျံလံကလိချင်းမရှိရိုးရိုးကလေးနေတော့ခါခင်စောဦးမှာကိုယ်လက်ပြကိုရှက်တယ်လို့ဖြစ်မိလေ။ရိုစီကတခါတလေခင်ရဲ့ယောက်ျားများအယောမဝင်နေနော် ဒီတော်ဝါတွေဟာအလွန်မုန်းစရာကောင်းတယ်။အဲ့ဒီလိုတော်ဝါတွေထဲမှာဘောင်းမီဝဲအကောင်တွေဟာတာပြီးအရှက်ကြောက်နေသေးတယ်။ကျမဖြင့်ဘေကာဝဲမှမလိုက်ဘူးဘူး။ရှင်တို့ကျမတို့မြန်မာတချို့အင်ကြီးပါဝေးပြီးဘောင်းမီဝဲအကောင်တွေနဲ့တွဲကဝိုင်းကိုတောက်လုံနေတာများလေ။တိတိချင်းအောင်ရှက်စရာကောင်းတာပဲ။ကျမသာတကူအနာရှိတဲ့သူဖြစ်ရင်အကုံထောင်ချထမိန်ကောင်ကြိုက်လမ်းလေးခွများမှာစာဆွဲပြီးမတ်တက်ရံပြီးထားမှာပဲ။ ဟုစိတ်အားထက်သန်စွာပြောသောအခါသာ၍ဂျီညိုစိန်များပေါ်ပေါက်လာလေ။ခင်စောဦးဤတိုက်၌၎င်းနေသောတိုက်ခန်းမှာစာကြည်ကန်းနှင့်တဆက်တဲကြဲကြဲဝင်းဝင်းထားသဖြင့်ညဆရဏာယီခန့်တိုင် စာကြည်ပြင်းနောက်အလွယ်တကူအိယာကရင်ပေါ်သို့လှဲ့လိုက်ယုံမြဖြစ်လေ။ညရှင်နာယီကုနာယီချိန်ကတွင်အိတ်လေရှိသောမဆောနတ်မှာမိယောင်နှင့်မအိတ်တသဖြင့်အခြားတခန်းတွင်အိတ်လေ။ထို့ကြောင့်ခင်စောဦးဤအခန်းမှာလွတ်လပ်ချောင်ချိကြဲဝင်းစွာရှိလေ။ ။ရိုစီလာသောအခါစာကြည့်ပေါ်စကားပြောပေါ်ရသဖြင့်များစွာအသွင်တူကြလေ။တညတနိုင်ကအင်္ဂလိပ်ဝတ္ထုစာအုပ်တို့ကိုနှမျက်နှာရှင်ပြိုင်လျက်အတော်ညံ့အောင်ဖတ်ရှုနေကြလေ။ခြေဥစွာခင်စောဥသည်အိတ်ချင်းပြီဆို၍အိယာကရင်ပေါ်သို့ဂိုဂိုပြလဲလိုက်လေ။ရိုစီမှာတယောက်တည်းစာကြည့်ရင်းကြံရစ်လေ။စာကြည့်ရမှတစ်ချက်တစ်ချက်၌ခင်စောဥအိယာစီတို့လမ်း၍ကြည့်ရှုနေလေ။အခန်းမှာလေလုံလျက်များစွာတိတ်ဆိတ်လေ။ တိုက်ပွဲကတရားစီလမ်းမမှာတခါတရံပြေးလွှားနေသော ကားသံနှင့်ဝန်ထမ်းများကိုကြားရလေ။ကင်းစောဥမှာဇောဇောကပင်မြှဝဲအဝဲစားများလဲလဲထားပြီးဖြစ်၍အိယာကရင်ဘော်တွင်မိယောင်ကြောပေးကခွေခွေကလေးအိပ်ပျော်နေလေသည်။ကြောပမညီညာပြည့်ပြည့်စွာဆင်းသက်လာပုံခါကလေးသေး၍တင်သားကျပြန့်တင်မာပုံတို့မှာပုရုဇဉ်တို့စိတ်ကိုလှုံ့ဆော်ပေးနိုင်သောတတ္တိရှိလေ။ခဏကြာလျင်တွင်လင်၍မိယောင်ဘက်သို့မျက်နှာရောက်ရှိလာလေ။ မျက်လုံးအင်ကားမှိတ်၍နေသဖြင့်မကန်မှန်းနိုင်ချေတို့ရာတွင်ကော့၍နေသောမျက်တော်များခမုံမုတ်ကလေးဖြစ်နေသောမျက်ခွင်များကိုမြင်ရခြင်းဖြင့်ကြက်တရေရှိသောမျက်လုံးရှင်ဟုခံမှန်းနိုင်၏မျက်ခုံးမွေးတို့ကောကအထက်အောက်လေးကိုင်းမရှိတရှိညီညာစွာဘေးတစ်ဖက်တစ်ချက်သို့ဒေးသွဲစီလျက်မင်းသားကဲ့သို့ထင်ရှားပြတ်သားပေါ်လွင်လေ၏နာဒန်နှင့်နှုတ်ခမ်းကလေးများမှလည်းကလေးတစ်ခွဲတင့်တယ်ဖြောင်းစင်းနှီးထွေး၍နေလေ၏ထိုကားမှအောက်ပိုင်းအဆက်အလက်တို့မှာ ညဝဲမပြည့်တပြည့်ပလီပလာနဲ့ဒီဒီတာတာဖြစ်ကအစုပ်ဤလေယူလေထုတ်အရှိန်ကြောင့်မြင့်ကြီးတလက်နှင့်ကြီးတခါမြားစွာစိတ်ရစရာဖြစ်၍နေလေ၏ကလေးရိုးတပွဲနှစ်နှစ်ကြိုက်ကြိုက်အိပ်ပျော်နေသည်ဖြင့်ရိုစီမာမိမသားချင်းပင်ဖြစ်စေကတနာကရုဏာစိတ်ချစ်ခင်စိတ်တပွားပွားပေါ်ပေါက်လာဟန်ရှိလေ၏နာယီကြီးမှတစ်ချက်တီးသောအခါရိုစီလည်းခင်စောဦးဤဘေးကဝင်၍အိတ်လေ၏ ခင်စောဦးသည်အိမ်မက်မက်တလလနှင့်နှိုးရွေလာကလူကိုစမ်းတက်လေ၏လူမှာရိုစီကလွဲ၍အခြားလူမရှိချေတပန်းမိမိအဖြစ်အပျက်ကိုစဉ်းစား၏စဉ်းစားချိန်ဆလေလေတကက်အဖြစ်အပျက်မှန်လေတွေ့ကြုံရသဖြင့်ရိုစီကိုမတင်ကားစိတ်နှင့်စမ်းတက်ပြန်၏ရိုစီကအိပ်ပျော်နေဟန်ရှိလေ၏ခင်စောဦးသည်ဓမ္မီခလုတ်ရှိရာထမီဟုထိုင်လေ၏ထိုင်ရာမှဆင်မီအလုပ်တွင်ခင်လားဘယ်တော့ဟုရိုစီ၏အတန်ကိုကြားရသဖြင့် ရှင်ဘယ်သူလဲရှင်ဘယ်သူလဲရိုစီလေးမဟုတ်ဘူးမဟုတ်ဘူးဘယ်သူလဲရိုစီပါအတန်မမမိတော်ဘူးလားအတန်လဲရိုစီပါလူလဲရိုစီပါခင်ပါဖြစ်တယ်လေညံများပါပေရဲ့ရှင်ဘယ်သူလဲမှန်မှန်ပြောကြပါကျမဘဝအဆုံးပေါ့ဟုတ်အသက်လိုက်ပြည့်ကျွေးရှိုက်လိုက်တော့ခါခင်ခင်ဘာလို့ငိုတယ်လဲကျုပ်ညွန့်ညွန့်ဆိုတာပဲခင်ရဲ့မြေတားတိုက်ကိုဖွင့်ရန်ခဲရင်လွန်းလို့ဒီလိုကြံဖန်ရပါတယ် ဒီလိုကြံဖန်ပုံဆန်းနေပေမဲ့မေတ္တာမဆန်းပါဘူးခင်အယုဂံတက်တက်ခင့်တွေရရက်ဖြားပြီးကရုဏာမိုးရွာကျင်နှင်းလို့ပါရှင်ယောက်ျားညံကြမ်းမလားဘာဖြစ်လို့ဒီလိုကြံရတာလဲခင်ဖောက်ခင်ကြီးကလည်းမှားထားရတဲ့အမလီခင်ကိုလူယုံတတ်တာပါပဲဘယ်နဲ့လို့ရပါမလဲဟုတ်ငိုကြွေးပြန်ရမောင်မျိုးညွန့်မှာထမှန်ချောမောရပြန်လေဓမ္မီကလကိုထဖွင့်သပင်ရှိအတုကိုဖြုတ်ဘောင်းဓာရီဖြက်ယောက်ျားမျက်နှာမိမဂါဝင်နဲ့ထိုင်ကား အကျိုးအကြောင်းဆက်လက်ချုံ့မော့ပြောဆို၍နေပြန်လေ၏ခင်စောဦးမှာမထူးသောဖြစ်ကိုစဉ်းစားမိလေ၏မဆုတ်သာသောအနေမှာမြစ်တာရေးငကုကလောင်ပြေဖြစ်သည်ဖြင့်လည်းဤကုန်းချုံ၌မိမတို့ထုံဆောင်တိုင်းသွေလွဲဆွင့်ပြည့်အကျောညာနှင့်မကြံရံအဖန်ဖန်တောင်းပန်ရှာလေ၏ဤဒီလင်းမောင်မျိုးညွင့်ဤအိမ်တော်ရေးအတွက်လေကားတိတ်တစ်ထစ်ကိုဘိုင်းဘိုင်းနိုင်ကြီးနေမိခြင်းဖြစ်လေ၏တို့ရတွင်မောင်မျိုးညွင့်ဤတာဝန်သည် ်အိမ်တော်ရွေးတင်ရှိသလားမိမိအားမတရားသဖြင့်ချုပ်ချယ်၍သားစဉ်မြေဆက်အညွန့်တုံးမြေအရေးလဲရှိသေး၏တကားလူတို့မြေသည်မနှင့်လိုက်လျင်ဇရိုက်တစ်မျိုးကြောင်းတသည့်အတိုင်းဓမောင်မျိုးညွန့်သည်မိမိ၏ဒါဝင်ကိုမိမိမသိသတိမေ့လျော့သလိုဖြစ်ကားရိုစီအဖြစ်နှင့်ခင်စောဦး၏တိုက်သို့ခွန်ရက်တစ်ကြိမ်အ ਨੇ ဆုံးထား၍ကြော်ပါလျက်ရှိလေ၏ခင်စောဦးမှလည်းညီမြလောက်အမျိုးကောင်းတမီးဖြစ်စေကားမူတွင်မိလျင်မလွတ်မြင့်မိလျင်မခွာဟုတကဲ့သို့ တွေ့တာယင်းနေမိသည့်အတွက်နောက်မဆုတ်သာတော့ပဲမောင်မျိုးညွင့်ဤအလုံးကိုသာလိုက်ရောနေရရှာလေ။မောင်မျိုးညွင့်ကကျောင်းတက်စဉ်ဓာတုဗေဒတခွဲကန်၌အမှားမှအယွင်းယွင်းဖြစ်ကဆရာများဤအကျဉ်အမောင်းကိုပင်ခံရလေ။တိုက်တို့ပြန်ရောက်၍ဓာတုဗေဒဆိုင်ရာစာပေများကိုကြည့်ရှုသောအခါ၌လဲစာပေတွင်စိတ်ဝင်စားနိုင်ပဲအခါများစွာပျော်ပါလေးချက်လာသူဤရုပ်ပုံဝင်ရောက်လာက လွင်ပြေးသောချစ်တင်နှီးနှောခဲ့ပုံနှစ်ပါးကြည်ခဲ့ပုံတို့သာပေါ်ပေါက်နေ၏ ဤအဖြစ်မျိုးကရိုးလာပြီဖြစ်၍အကျေချဲ့စရာမရှိကျောင်းသားမန်လျင်အချစ်ဘက်ဆွဲအားကြီးကသွားမြဲလမ်းဖြစ်သောမင်းဖြူကစက်ဘော်ထွက်ခံရမြဲဖြစ်နှစ်ကုန်စေသောအခါဇာမေဝများပြည်စီကစက်ဘော်ထွက်ချိန်၌မောင်မျိုးညွတ်မှမင်းဖြူကစက်ဖြင့်ကြော်ကြားခြင်းခံရလေဒေါ်မမာ၌သားယောက်ျားများစွာရှိတို့ရတွင်ထွန်းပေါင်းမြစ်သားများကဂုံညံကြီးနှင့်မျိုးညွတ်နှစ်ဦးတည်းသာရှိသည်ဟုဆိုနိုင်၏ကိုယုံကိုထိုင်ကိုနာတို့က နိုင်မြင်နဲ့လိုက်အောင်ယူထိုင်းနာအကြည်စိတ်တဘောအမြင်မကျကြစီကိုဝါသနာနှင့်ကိုပျော်ပါစွာအေးအေးကလေးနေကြ၏ကိုညာကြီးကမိမိယူဆချက်အတိုင်းအလုတ်လှုပ်ဖို့ရာညီအကိုတစု၏အကူညီမရသဖြင့်အကြံရကြက်နေလေ၏ကိုရောသည်အတိအမုတ်ဝါသနာပါသဖြင့်အငိမ့်သမင်ကာလာသာအတိအမုတ်ဝါသနာဖက်သူတို့နှင့်အပျော်ဘက်တက်တက်အချိန်ဖြုံးခဲ့၏ကိုထိုင်းကအလောင်းအစားဘက်ဝါသနာပါသည့်အလျောက်အနီထောင်ပိုက်ကျူးကိုမီကက်ဖဲ စသည်တို့နှင့်အချိန်ကုန်တော့ဤကိုနာကယူနန်နာနှင့်မြင်ပွဲတခါတလေလောင်းဘာရည်ရွယ်ချက်များမရှိဘဲအချိန်ကုန်ခဲ့ပြန်ဤဒါတွေမောင်မြညံကအချစ်စက်ခင်းနေ၍စာမွေးဝဲရှုံးလူလုံးမလဖြစ်နေဤကိုညာကြီးသည်ဒါတွေဤဖြစ်ပုံကိုမိခင်အပြောပြလေရာဒေါ်မမမယူကြုံမရဖြစ်ကားငိုဝဲဆင်ရရှာလေဤဒေါ်မမမသားကြီးတွေနှင့်နောက်အိမ်တော်ပြုတ်ရသည်ဖြစ်ခဲ့ဤ နောက်ခင်ပွင့်ဖြစ်သူဦးအင်းသည်စိတ်ထားအလွန်ယုံမာသောလူတစ်ယောက်ဖြစ်ကြောင်းရာရှိလေသည့်နားလေလေဖြစ်ခဲ့ရာသာသမီတို့မှထို့သို့မသိထင်မိထင်ရှားဖြစ်နေကြသောအခါအဘယ်မှစိတ်ချမ်းသာပေအံ့နီအကယ်၍သာသမီတို့တွင်ရေရေလဲလဲလိမ်မာရေးချရှိခဲ့ပါမူမိမိတို့မှဤမြဘဝဆိုးကြီးကိုရရှိကြမည်မဟုတ်ပေယခုမူကားသားတွေကလည်းမိုက်ဇေယအကျဉ်ဆုံးခင်ပွင့်တွေကလည်းကိုဖို့ကိုစီဝါတစ်ဖက်သက်ရှာနှင့် ကြာရှည်လင်းသားစဉ်မြေဆက်လူမွေးလူတော်မပေါက်နိုင်သောအလားလာကိုစဉ်းစားမိလေယူကြုံမရဖြစ်လေဖြစ်ရရှာ၏။မောင်ညာကြီးကမေမေနဲ့ကျွန်တော်တို့တမျိုးလုံးပြုတ်ပြီးလူငုံမှမကြံအောင် ဖြစ်တော့မဲ့အရေးကိုမေမေတွေးပြီးအကြံမပေးတော့ဘူးလား။မေမေသားတွေကိုမဆုံးမတော့ဘူးလား။ဟုနောင်ညီတို့အဖြစ်ပြက်ကိုတိုင်ကြသောအခါသာရွေးပင်စိတ်နှလုံးကိုထိခိုက်သွားရှာလေ၏။တော်မမာသည်မိမိသားများမိမိအချစ်ခင်ကြသည်ကိုသိ၏။ ဘယ်နည်းပြုမှုမှချစ်ခင်ရာကြသည်ကိုနားမလည်၍သာဤသို့ပြုရရှာသည်ဟုတွေးတော်မိလျက်အဖြစ်အပျက်ဇက်လန်ခင်းလိုသည်ဖြင့်ခင်ဝင်တဲ့ဥင်းမရှိသောညတညာ၌သာအလုံးကိုခေါငင်လိုက်လေ။ရန်ကုန်မြို့ကွက်လက်လန်းရှိဒေါ်မမာဤတိုက်ကြီးသည်ကလေးစင်တိုက်ဖြစ်၍အထုသာနာခံရ၏။တထေတရွယ်တို့၏အစဉ်တန်းသာသာကြီးရှိဇပွဲကလထိုင်းဘီရိုမဆ၍အိမ်တော်ပရိဘောဂတို့မှအထက်တန်းစားတို့အသုံးဆောင်ဖြစ်ပေ၏။ တို့ရတွင်သားအရင်တို့မှမိမိတိုက်အိမ်မိမိတို့သီးခြားနေထိုင်ရသဖြင့်ထိုအဆောက်အုံ၏အခြေအနေမျိုးကိုမနေရရှာတော့ချေဒေါ်မမခေါ်ယူမှခေတ္တခဏလာရောက်ခဲ့ကြခြင်းဖြစ်လေဒေါ်မမဤမျက်နာသည် စီနင်းသူရင်မြူတိန်မိကိုတမျိုးမျိုးလွှမ်းအုပ်ခြင်းခံရသောလပြည်ဝင်းဤအသွင်နှင့်တူ၏လေကြောင့်တိဆုကရုတ်တရက်ထွက်မိစကားများသည်မထွက်နိုင်အသက်ရှူလည်းမမှန်ပြင်းထန်သောယောဂာတေကြီးဤအသွင်ကိုဆောင်းလျက်အနိုင်နိုင်ဖွင့်ထုတ်ပြောပြရှာလေ၏ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမဟာဆွေဤတို့မိမိဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းတင်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ